ဟုတ်ကဲ့ဒီနေ့တော့ကျွန်တော်ဒီဒေါ်ဟိုင်းဟာလဲငါးနှစ်အဲကြာလာပြီဖြစ်တယ်အခုဆိုတော့ဒီအမေရိကပြည်ထောင်စုမှာကျွန်တော်က institution တခုကိုတကြွေဖွင့်စလိုက်ပြီဖြစ်ပါတယ်အဲ့ဒါကိုဘီဒူလူ2ဒီကိုလဲကျွန်တော် message ပြပါတယ် institution နဘာတစ်ကတော့ governance institution အတွက်ဖြစ်ပါတယ်အဲ့ဒါကတော့လွတ်မြောက်နေမယ်အကောက်ရေးပေါ့ ဲ့တော့မှာလွတ်မြောက်နယ်မြေမှာရှိတဲ့ governance city ကိုဆိုရင်မြစ်တည်ရဲ့ capacity building ရဲ့ feasibility ရဲ့အဲ့ဒါကိုလုပ်နိုင်ဖို့ဆိုမှဆိုလို့ဟာ governance entity ကိုဖွဲ့ထားပါတာအဲ့ဒါ institution number 1လာချောက်တဲ့လာချောက်တုတ်ခုလို့မှထားပေးစီချင်တယ်လာချောက်နောက်ပိုင်းကတော့ကျွန်တော်ဒီ advocacy နဲ့ lobby လာချောက်ဖြစ်ပါတာအခုကစကားစားဟာလဲနိုင်ငံတကာမှာ lobby firm တွေကိုငှားပြီးမှသူတို့ဟာ million နဲ့ချီမှာ ဟိုပက်စာပေးပြီးမှသူလိုလုပ်ထားတာကိုတော့တွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဟာလဲအချိန်နဲ့တပြင်းငယ် lobby နဲ့ advocacy and institution ကိုကျွန်တော်ဖွဲ့ဖို့လိုအပ်လာပါတယ်။ဒါတော့ high army ဖို့ဖြစ်ပါတယ်။ဒါအဲနဘာနဲ့ institution ပေါ့။နဘာတော့ institution ကတော့ကျွန်တော်ဒီ finance and business ပေါ့။အရဟာလေအင်တာမှရည်ကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဒေါ်ဟာရစ်ကိုလုပ်တဲ့အခါမှာ အလုံငွေရှိတဲ့အခါမှာစစ်သွားတိုက်တယ်အလုံငွေမရှိရင်နောက်ပြဆုတ်တယ်ဆိုတော့ပုံစံနဲ့ကတော့ဒီဒေါ်လာသွားလို့မရတော့ဘူးကျွန်တော်မှာ finance entity ရှိရမယ် business entity ရှိရမယ်အဲ့ဒါကတော့အတူချုံနဲ့ပြောမယ်ဆိုရင်လွတ်မြောက်နေပြီပေါ့ဥပမာချင်းပြည်နယ်တို့ရခိုင်ပြည်နယ်တို့စကိုင်းတချို့နေရာမှာလွတ်မြောက်နေပြီစီးပိသားနေရာတွေမှာအိန္ဒိယ rupees ကိုဘယ်လိုမတုံနိုင်ရမှာလဲ မြန်မာကြားပဲကျွန်တော်တို့နေရမှာလားအဲ့ဒါလက်တွေ့မိဖို့ကျွန်တော်မိဖို့လိုပါတယ်ဖုန်းနီတူပဲလွမ်းမြောက်နေမေးဖြစ်တဲ့ဒီတချို့ဒီဂရီနဲ့ဂရီနေမှာဆိုရင်လဲ tight galaxy ကိုဘာလို့မတို့နိုင်ရမှာလဲမြန်မာကြက်ကိုပဲတို့နေရမှာလားဒါကျွန်တော်တို့ business entity နဲ့ finance and defense စပ်ဖို့လိုလားအဲ့ဒါတွေကိုကျွန်တော်တို့စစ်စားနိုင်ဖို့နဲ့လုံနိုင်ဖို့မဟာပြူဟာမြောက်လုံနိုင်ဖို့အတွက်ကတော့ကျွန်တော်တို့က finance နဲ့ business entity လို့လာတယ်ဆိုတော့ institution တို့ခုရှိတယ် number 1 institution ကတော့ governance institution ဖြစ်တယ် number 2ကတော့ lobby and advocacy institution ဖြစ်တယ် number 3ကတော့ finance and business institution ဖြစ်တယ်ဆိုတာကိုအတူချုံနဲ့ကျွန်တော်မိတ်ဆက်ချင်ပါတယ်ဘာဖြစ်လို့အဲ့ဒါလို့အလားတလဲဆိုပြီးတော့ခုနပြောသလိုကျွန်တော်တို့မှာအခုက အဲ့ဒါလိုမသွားဘူးဆိုရင်တော့ဟာကဆက်သွားလို့မရတော့ဘူး။နံပါတ်1 resource ရရှိရေးကိုသွားမှဖြစ်တယ်။ resource ရရှိဖို့ခုန institution တို့ခုလိုတယ်။နံပါတ်2 resource ရရှိပြီဆိုတာနဲ့ကိုကျွန်တော်တားပေါက်စုကိုဖွဲ့ဖွဲ့လို့အားလာပါတယ်။ဥပမာ Burmis NATO ပို့စားလို့မျိုးပေါ့။နော်ဒီအနောက်နိုင်ငံမှာဆက်တဲ့ NATO အဖွဲ့ရှိလို့မျိုးနဲ့ဆိုတော့မှမြန်မာ cooperation treaty လို့မျိုးကိုကျွန်တော်တို့ကတားပေါက်စုဖွဲ့စည်းဖို့လိုလာတယ်။နံပါတ်3 စစ်အနိုင်တိုက်ရေးပေါ့ကျောတို့ဟာဒီစစ်ကိုအနိုင်မတိုက်ပဲနဲ့ကာဒီဒေါ်လာရေးကိုပထုံးနဲ့မှကာတာဟာမရဘူးဆိုတော့နဘတ်တုတ်ကစစ်အနိုင်တိုက်ရေးကိုတွားဖွက်လို့ရတယ်နဘလိုက်ကဒါပြီးကျွန်တော်တို့ဖွဲ့စည်းပုံအသည့်ရေးဆွဲရင်းနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးပေါ့ဖွဲ့စည်းပုံတည်အောင်ပါဒါနဘလေးနဘငါအနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United State of Myanmar USM ပေါ့ဒီဖက်ကအမေရိကဆိုပြီးတော့ USA USA all the law ကျွန်တော်မှလည်းဒီဖက်မှာ USM USM ဆိုတာကိုကျွန်တော်ဟာချဲချဲလောင်လနိုင်ငံတကာမှာအော်ဖွင့်လို့လာပါတယ်ပြီးတော့ကျွန်တော်မှာအုတ်ထုတ်တွေလဲ USM အုတ်ထုတ် USM EG USM တစိတ်ထုတ်နေကျွန်တော်ဟာ Washington DC တို့ New York တို့ California အကုန်လုံးနဲ့ London Tokyo အကုန်လုံးမှာလဲအဲ့လိုနဲ့ကျွန်တော်က movement ကိုမတွားဘူးဆိုရင် နိုင်ငံတကာအနေနဲ့ကျွန်တော်မြန်မာနိုင်ငံကဖြစ်ချင်တဲ့ဥစ္စာ မြန်မာနိုင်ငံရဲ့ road map ကိုသူတို့ဟာ alternative plan ကိုသူတို့မှနားမလဲတော့ဘူး။ဒါကြောင့်မလို့အဲ့ဒီ၅ချက်ကိုတွောင်းနိုင်ဖို့ရအတွက်ဒီဖက်ကအခုန legal entity တုတ်ခုကိုဖွဲ့ထားပါတယ်။အဲ့ဒီမှာကျွန်တို့ရဲ့ဥက္ကဋ္ဌကဒီမှာ rom talop လို့ခေါ်ပါတယ်။ဒူကာအမေရိကမှာဆိုရင်တော့ဒီမြန်မာပြည်ပွားတဲ့အနေနဲ့စီးပွားရေးအ leader business leader တယောက်ဖြစ်တဲ့အရာကိုအောင်မီလာခဲ့တဲ့အ business leader လို့ကျွန်တော်က ူမှာမရှိပါတဲ့နော်သူကိုလည်းကျွန်တော်တို့အရာအကုတ်ပါတယ်သူကိုလည်းနည်းနည်းမိတ်ဆက်ချင်တယ်သူမမိတ်ဆက်ခင်မှာသူ့เจ้าကိုနည်းနည်းပြောမယ်ဆိုရင် तू ကဒီမှာအဲနော်ကျွန်တော်တို့အတူချိုးနေဆိုရင်တော့ Elon Musk เอ่อ Burmis Elon Musk ဆိုကျွန်တော်သူ့ကိုနာမည် nickname နဲ့ခေါ်ထားပါတယ်ဘာလို့ဆိုတော့ तू ကကျွန်တော်တို့အတွက်ဆိုအင်တာမှာအားကိုရတဲ့လူငယ်တယောက်ဖြစ်တယ်ဆိုတော့ तू ကိုတိုင်ကဒါဥက္ကဋ္ဌလုပ်ပြီးပြီးမှဒီ institution တွေကိုကျွန်တော်ဟာတည်ယူနေတဲ့ ဝေါ်စတဒီစီမှာဌာနချုပ်ချပြီးမှအခုဆိုရင်တော့ဒီ law firm နဲ့ချိန်ပြီးမှအကုန်လုံးကကျွန်တော်တို့ကဒါလှုပ်ထားတာဖြစ်ပါတယ်ဒီဖက်ကဆိုရင်တော့ van land လေးရလို့ခေါ်ပါတယ်သူကကျွန်တော်တို့ဒီ institution အတွေ့အမှုချုပ်ပေါ့သူနေနေတဲ့ဆာရွက်ဆာတိုက်တွေကိုလို့ပြုစုပေးတယ်ဒီမှာလည်း institution ကလည်းတေချာလဲအမေရိကဆိုရကအတိမှပြပြမှာကျွန်တော်တို့ကိုဟိုဘန်ကောက်ရောနော်လက်မရောအကုန်လုံးသူတို့ပေးပြတာဖြစ်တယ်အခုကပီတလိုထုလက်နဲ့နားလဲဖို့ကတော့ ကျွန်တော်မှာ NUG ရှိတယ် CRPH ရှိတယ် NUCC ရှိတယ်ဟုတ်ပြီကျွန်တော်ဒေါ်လာရစုတွေရှိတယ်ဒါပေမဲ့အမေရိကမှာသူတို့ဟာတယဝီအနေနဲ့ဘာအကောင့်တွေဖွင့်ပြမှတယဝီအဖွဲ့စစ်အနေနဲ့ရတည်ဖို့ကအရာခက်တယ်မဖြစ်နိုင်တလို့ပေါ့ဒါပေမဲ့အခုကတော့ကျွန်တော်မှာတယဝီအဖွဲ့စစ်ဖြစ်တဲ့အခါကျတော့ကျွန်တော်မပါကောင်းဖွင့်လို့ရပြီကျွန်တော်ဘာအကောင့်ရှိပြီကျွန်တော်ဒါဟာ B2 platform People's platform လို့ကျွန်တော်တို့ချွန်းတော့ပြခေါ်လာ ဆိုတော့ဒါဟာလဲကျွန်တော်တို့ဒီဒေါ်လာရိတ်ကဒီလိုမတွားဘူးဆိုတော့ဒါဟာမဖြစ်နိုင်တော့တဲ့အတွေ့အကြုံလိုအပ်ချက်အရာကျွန်တော်တို့ဒီ institute စတုခုကိုဖွင့်စီထားတယ်ဆိုတာကိုအီဆိုကျွန်တော်မိတ်ဆက်ရှင်းပါတယ်နည်းနည်းရှင်းပြောတော့ကျွန်တော်ဥက္ကဋ္ဌဖြစ်တဲ့ rock tablet အနေနဲ့လည်းနည်းနည်းတူဗမာစကားအခက်အခဲရှိလို့သူကအေးလေးနဲ့ပြောမှာဖြစ်ပါတယ်သူ self introduction လေးပေါ့နော်အတူချိုးနဲ့သူပြောစီချင်တာ please so it's sort of point well it's great to be here my name is rock tablet um, I'm currently chairman of the Institute of Peace and Federal. Mm, thank you very much, Chairman. Um, now is General the Dream which book, no? Do I let the Dago Mapu di de Kama, the Institute of Kubo, no? ဒီမှတ်ပုတီတာကစအကိုလောကဒီဖက်ကတွေးမှုချုပ်ကတာဝယူပြီးမှတရားဥပဒေနဲ့အမည်ပုံမှန်900 C3 ကတစ်ခုပေါ့နော်ပုံမှန်900 C4 ကတစ်ခုပေါ့ပုံမှန်900 C6 ဆိုပြီးမှဒီ institution တခုကို C3 ရယ် C4 ရယ် C6 ပုံမှန်အောက်မှာဆိုတော့ဟာမှတ်ဖို့တိထားတာဖြစ်ပါတယ်ဒါကျွန်တော်ရအတွေးမှုချုပ်မရှိဘဲနဲ့အဲ့ဒါမှတ်ဖို့ဒီဘက်ရခက်နေဒါကြောင့်မလို့သူ့နေနဲ့လဲဒီ institution ဒီအကြောင်းနဲ့သူ့ရဲ့တွေးမှုချုပ်နေနဲ့အဲဒါကိုသူကနည်းနည်းမေးဆက်တဲ့အနေနဲ့သူကပြောမှဖြစ်တယ်သူလည်းဘာမှလုပ်ခဲ့ရှိတော့ um အင်္ဂလိပ်လိုပြောမှဖြစ်တယ် please okay um my my name is vanalian and um I'm also the uh, community advocate and um, I've been uh, serving my community for quite some time. Mm, thank you, thank you. Tu wa ho to chu na pya mai set me so yi lo tu wa the Bill Gates uh, Foundation scholarship ko lu ta thaw law ya de the ma tu tiao pa twa le. So lo uh ho the ni nya so yi le tu Kansas City ye myo do wo ko tai ka tu ko the um tu 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 tak kha de chao ye uh ma honorary ပေးခဲ့တယ်ဟိုတနင်္ဂနွေပေါ့နော်ကိုပြုလက်မှာပေးခဲ့တယ် mayor မြို့တော်မှာပေါ့ပြီးမှ तू က colossal ဆိုရတဲ့ Boeing company မှာဒီလေကြီးထုတ်လုပ်တဲ့ Boeing company မှာလည်း तू ကဝထားတယောက်အနေနဲ့တော့ကျွန်တော်မြန်မာပြည်ဘွားသားတယောက်အနေနဲ့အဲ့လောက်ချစ်ကိုက scholar ရပြီးမှခုဆိုရတော့ Boeing company မှာအဲလုံနေတဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုလည်း message ဆင်တယ်ဆိုတော့သူရဲ့ institution မှာသူကတွေ့မှုချုပ်ကိုလုပ်နေပါတယ်ဒီဖက်ဆိုရတော့ Talop Group ရဲ့ အခုနတော့ chairman လည်းဖြစ်တယ် CEO လည်းဖြစ်တယ်ဒါတော့ business entity တူမှရှိတဲ့ဥစ္စာမှသူကတော့ဒီအကြီးကဲဆုံးပေါ့ chairman နဲ့ CEO လည်းဖြစ်တယ်ဆိုတာပေါ့နော်ဒါကိုလည်းဒီ institution အပြီးအဲနည်းနည်း public message နာဖြစ်နေဆိုတော့အတူချုံနဲ့ပြပြောမယ်ဆိုတော့လာချောက်တို့ခုဖွင့်လိုက်တာဖြစ်တယ်နံပါတ်၁လာချောက်ကတော့ governance capacity building ပေါ့ဒီလွှဲမြောက်နယ်မြေအားကောင်းရေးအတွက် governance entity တခုရယ်ဒုတိယကတော့ advocacy လာချောက်ပေါ့ နော်ဒါကတော့ခုနသူပြောနေတဲ့ DPS လည်းပါတယ်အကိုလို့ဒါဘာပိတာပေါ့ advocate ဆိုတဲ့နေရာပါနောက်ကတော့ finance ပေါ့ဒါကတော့ကျွန်တော်ခုနကျွန်တော်ပြောထားတဲ့အတိုင်းလွတ်မြောက်နေမိမှာဥပမာအိန္ဒိယနယ်စပ်မြို့တွေနယ်စပ်ပြည်နယ်တွေဖြစ်တဲ့ချင်းတို့ဇကိုင်းတို့စကိုင်းတို့မှာအိန္ဒိယ rupees တို့အိန္ဒိယ telecom တို့အိန္ဒိယ yet ကျွန်တော်ဒီနော် electricity energy တို့ကိုတုံ့နိုင်ဖို့ပေါ့ဒါအင်တာမှတ်ယူကြည့်တယ်မြန်မာနိုင်ငံမှာ တနေရာကိုပဲအဲစစ်ကောင်စီကပုံမချက်တဲ့နေရာကိုပြော့ပါဆိုရင်တော့ဝါပီဖြစ်တယ်ဝါပီကဘာဖြစ်လို့ပုံမချက်တယ်လဲဆိုလို့ကျွန်တော်တို့နည်းနည်း research လုပ်လိုက်တော့တိတနာကတော့ဝါပီဒီတရုတ်ရဲ့ currency ကိုတုတ်တယ်တရုတ်ရဲ့ electricity ကိုတုတ်တယ်တရုတ်ရဲ့ telecom ကိုတုတ်တဲ့အခါမှာ infrastructure ကိုလိုကတရုတ်ကလာတဲ့အခါကျတော့ဝါပီကိုပို့ချလိုက်ရတော့တရုတ်ကိုပို့ချတယ်ဆိုတဲ့ပုံစံလိုမျိုးကဟို technically ကဖြစ်နေတာကိုတွေ့ရတယ် ထုံနစ်တူပဲဆိုချစ်ပြီဟာလဲအ내ဆိုဝါပြီလို့ဖြစ်ရမယ်စကိုင်းဟာလဲအ내ဆိုပေါ့နော်ကျွန်တော်ခုနလိုပြောနေမယ်ဒီမှာဝါပြီလို့ဖြစ်နေရမယ်ရခိုင်ဟာလဲထုံနစ်တူပဲသူတို့ရခက်ရခက်တာလားစီတိုက်သူအ내ဆိုဝါပြီလို့ပြုတ်ကိုပြောလစ်တယ်ထုံနစ်တူပဲကျွန်တော်ဂရင်းနေဟာလဲအ내ဆိုဝါပြီအစင်ပေါ့နော်အလို့နာဂရင်းဆိုလဲထုံနစ်တူပေါ့ဒါတွေအလုံးဟာကျွန်တော်ဥမာဒီထိုင်းမြန်မာနယ်စားမှာရှိတဲ့လွှတ်မြောက်နယ်မှာဆိုပြီးတော့ Thai currency Thai telecom Thai energy အဲ့လိုတုံးနိုင်မှဒီအဲ့လိုလုပ်နိုင်ဖို့ကတဲ့ America မှာ finance entity ကျွန်တော်တို့ကရှိကိုရှိဖို့လိုတယ်ဆိုတော့အဲ့ဒီ institution တခုက America ဆိုရက regulate လုပ်မဲ့အာ accountability ရှိမဲ့ transparency ရှိမဲ့ဥစ္စာဖြစ်တဲ့အတွက်ကြောင့်တာဟာ America ဆိုရကိုတိုင်လဲကျွန်တော်အပေါ်မှာဟို confidence ရှိလာနိုင်မဲ့ဥစ္စာဖြစ်တဲ့အတွက်ကြောင့်တာဟာ inter မှာ initiative ကရည်ရှိတယ်ဆိုတာကိုလည်းကျွန်တော်အာသဘောပြောလို့တာပေါ့နော်ဆိုတော့အခုကတော့ ဒီအာ initiative တို့ခုကိုကျွန်တော်ကိုတိုက်ကဟိုဒါကိုအာ no vision နဲ့ထားပြီးမှဒါကိုကောင်းဆောင်ပြီးမှကျွန်တော်လိုရမယ့်အခါမှာကျွန်တော်ကဤအအကိုလုံးနဲ့လုံးနိုင်ဖို့လုံးမှာကျွန်တော်ကဒီ energy ကနေပြီးမှကျွန်တော်ရဲ့တာဝန်တွေဟာလဲအဲဒီနေ့မှာတော့ပြီးဆုံးသွားပြီဖြစ်တယ်ခုနကဒီ setup ပါလာဒီအောက်ကစလာလောက်မှာဟိုတမနာကြီးရောအာကျွန်တော်တို့အာ CRPG ကထားအောင် ဝင်းချိုကြီးရောကျွန်တော်တို့အော်သူတို့က reform committee နေနဲ့တွေ့တဲ့အခါမှာလည်းကျွန်တော်သူတို့ကိုတရွေပြောလိုက်ပြီးဖြစ်တဲ့အဲ NUG ကနေပြမတောင်းပေးထားတာဒီကိုတော့အဲ့ဒီနေမှာလည်း reform မှာလည်းကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ဝန်ကြီးဌာနဟာလည်း dissolve ရမယ်ဥစ္စာတစ်ခုဖြစ်တဲ့အခါမှာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကလည်းဒီဖက်ကအခုနကျွန်တော်ပြောတဲ့ institution တစ်ခုကိုလည်းကျွန်တော်ကမလုပ်ဘူးဆိုတော့ဒီမှာလုပ်မဲ့ ဥစားကအရာအရေးကြီးနေတယ်။ဒါကြောင့်မလို့ဒီဖက်က NUG ကကျွန်တော်ဖက်သွားတာဒီဒီဖက်ကအခုနကျွန်တော်ပြောတဲ့ entity တုတ်ခုကိုကျွန်တော်အပိအဝလုံနိုင်ဖို့အတွက်ကျွန်တော်ကဟိုဟိုထွက်သွားတာဖြစ်တယ်ဆိုတာကိုလည်းပြောချင်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးမှလည်းเนาะ PDLU2 ဒီထက်မှာပေါ့နော်။ဒီဟို disunity တို့ပါတော့လုံးဝမဖြစ်အောင်ကျွန်တော်ကတော့အလုပ်ကိုမိတဲ့ရက်ခံတယ်။ကျွန်တော်မှဒီဒေါ်လာရိတ်ကအခုနလိုပေါ့ဒီအဲ initiative တုတ်ခုဟာလည်း energy အတွက်လည်း complementary ဖြစ်လာမှာဖြစ်တယ်เนาะဒါ energy အတွက်တော့ CRPH အတွက်ရောကျွန်တော်ဒီ ER ရောအကုန်လုံးအတွက်ဒီ liquid activity တို့ကက complementary တရားမှာတရားမှာဖြစ်လာဖြစ်တယ်အကျိုးပြုမှာဖြစ်တယ်ဆိုတော့ကျွန်တော်ကဒါတွေအလုပ်ကိုဒေချာလေး strategize လုပ်ပြီးမှာကျွန်တော်ဒါဘလုတ်ထတာဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะကျွန်တော် energy ကထွက်သွားတာကိုလည်းဟို negative နဲ့လုံးဝမဟုတ်ကြောက်တာ positive ဖြစ်တဲ့အတွက်ကြောင့် နော်ကျွန်တော်တို့ဒီ NUG ကလုတ်ဖို့ခိုင်ဖိတဲ့အကိုလို့ကိုလည်းကျွန်တော်လေးစားပါတယ်။နော်ငါးနှစ်အတွင်းမှာကျွန်တော်တို့အထူးတကွာ PTL2 ရဲ့နော်ဟိုတောင်ဝပေးချက်အရဓမိုက်ကတောင်ဝပေးချက်အရကျွန်တော်တို့ကိုအဲနော်မေးရပေးတာဟာလာအရကိုကျေးဇူးတင်တယ်။အခုဟာလဲကျွန်တော်တို့ NUG ကထွက်သွားတယ်ဆိုတာကလည်းဒေါ်လာရေးကိုဒီထက်ပို့ပြီးတော့ကျွန်တော်ဆက်သွားနိုင်ဖို့ဖြစ်ပါတယ်။ဆိုတော့လုံးဝကျွန်တော်ဒေါ်လာရေးကိုကျွန်တော်ကနော်ဒေါ်လာရေးကနဲ့ထွက်သွားတာလုံးဝမဟုတ်ဘူး။ ဒီထက်မကတော့ဟာရဲ့ကိုအောင်မီအောင်လို့နိုင်ဖို့ကျွန်တော်ကစီအနိုင်တိုင်းရေးဖြစ်လာနိုင်ဖို့ resource လိုအားတဲ့အတွက်ကြောင့်အခုနလိုကျွန်တော်ကလာတုတ်ခုကိုဖောက်လိုက်တာဖြစ်တယ်။အဲ့လိုလဲ P2 တို့ကိုလည်းတစ်ချိန်တည်းမှာပေါ့နော်။ကျွန်တော်နားလဲစစ်ချင်တယ်။ကျွန်တော်ဘလို့ပဲဖြစ်ဖြစ်ဒီနှစ်တကူပြီးသွားတဲ့အခါမှာဆိုရင်တော့ကျွန်တော်အနေနဲ့အခုနလိုပေါ့ United State of Myanmar ဆိုတဲ့ဥမာ Chief Pinellas State ပဲ။နော်အခုနလို Sky Lake State တခုပဲမကွေး Lake State တခုပဲပြောမယ်ဆိုရင် ်တချို့တွေကတော့ data ကြီး data ငယ် state အဲ့လိုပြီးနေပိုဆာလိုမျိုးခေါ်တာကိုကလည်းဟိုတစ်ဖက်ကပြောမယ်ဆိုအမေရိကကိုကြည့်မယ်ဆိုရင်တော့ Texas ကအကြီးကြီးဖြစ်နေဥမာ Indiana ကတိတ်တိတ်လေးဖြစ်တိုင်းမဲ့ Texas လည်း state ပဲ Tony to be Indiana လည်း state ပဲเนาะဒါကကျွန်တော်တို့အနေနဲ့ United States of Myanmar ပိုဆာနဲ့တွားနိုင်ဖို့အကြီးအကျယ်ကိုကျွန်တော်ပြောနေတာဖြစ်တယ်ဒီနေရာမှာလဲကျွန်တော်တို့တမရ advisor နဲ့လဲကျွန်တော်တို့တွေ့ခွေ့ရှိခဲ့တယ်သူတို့ကိုလဲကျွန်တော်တို့သူတို့အနေကမှာရှိတဲ့ နော်ကောင်းဆောင်ရှိတယ်တွေးခွရှိခဲ့တယ်သူတို့အနေနဲ့လဲ USM USM ဆိုတာဟာအင်တာမဟို ice catch ဖြစ်တယ်ဆိုတာကိုလဲသူတို့အတိမပြပြတာကိုလဲကျွန်တော်ကြားရပါတယ်ဆိုတော့ဒီဘက်က USA USA ဒီဘက်ကဆိုရင်တော့အနောက်နိုင်ငံမှာ USA 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 ရှိတယ်လို့ပေါ့ဆိုတော့အရှေ့နိုင်ငံမှာဆိုရင်တော့ USM 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 ရှိလိုက်တော့ဘလို့ပဲဖြစ်ဖြစ်တာကိုလို့ဟာကျွန်တော်ဒီဒေါ်လာကြီးဟာလဲเนาะဒီထက်ကျွန်တော်အခြေ ပို့ပြီးပေါ့တော့ပေါ့နော် resource ရပြီးမှအောင်မြင်မယ်လို့ကျွန်တော်တရားမှတရားယူကြည့်တယ်နောက်ဆုံးနေနဲ့ဟိုဒီ make credit ဖြစ်ခင်မှာပြောချင်တာပေါ့နော်ကျွန်တော်ကဒီ resource မရပဲနဲ့ကိုကနော်အခုကအလှငွေအပေါ်မှာပဲချိန်ခါပြီးမှတော့ line ကိုလုံးနေတော့လုံးဝကွာတာမရတော့ဘူးကျွန်တော် resource ရရှိကိုအဓိကကျွန်တော်တွားနိုင်ဖို့အခုနဒီဖွဲ့စီတုတ်ခုကိုလည်းကျွန်တော်ဖွဲ့ထားတာဖြစ်တယ်ဆိုတော့အခုကတော့ဘလို့ပဲဖြစ်ဖြစ်အမ်လူထုအနေနဲ့လည်း ဒီရွေးကောက်ဖွဲ့ပေါ့နော်ကျွန်တော်တို့ဒီအာနာရှီကလုံးမဲ့ဒီစစ်ကောင်စီကလုံးမဲ့ရွေးကောက်ဖွဲ့ကိုလည်းအတူတကွဆိုတော့ဟာဟိုဟိုနော်ဒါ disqualified သူတို့ကိုလုံးဖွဲ့လို့တယ်နိုင်ငံတကာမှာ delegitimate လုံးဖွဲ့လို့တယ်သူတို့ရွေးကောက်ဖွဲ့ကသူ့ရရွေးကောက်ဖွဲ့ကိုအဲ့ဒါလုံးဖွဲ့အတွက်ကိုလည်းကျွန်တော်မကြာခင်မှာ app လာလိမ့်မယ်မကြာခင်မှာ website လာဖို့ရှိပါတယ်အဲ့ဒါမှာ B2 စာတခါယူဖွဲ့ကိုကျွန်တော်ကြီးကြီးမားမားလုံးမှာဖြစ်တယ်သူတို့ရွေးကောက်ဖွဲ့မလုံးခင်မှာ ဲ့ဒီလူထုစာတာခါယုပွဲမှာပြီးတွေးကရှိတဲ့လူရောပြီးပကရှိတဲ့လူရောအကုန်လုံးပါလာကြဖို့ကျွန်တော်အားလုံးကိုမြေတရားခတ်လို့ရတယ်။အဲ့ဒါဘလောက်အထိအရေးကြီးတယ်လဲဆိုရင်အခုပေါ့နံပါတ်၁မေခွတ်နံပါတ်၁က2025စစ်ကောင်စီလို့တိုရွေးကောက်ပွဲဒီ legitimate တရားဝေဒလာမူပြီလား yes or no ပဲ။အဲ့ဒါကိုပြည်သူ့အကုန်လုံးဖိစေခြင်းကျွန်တော်နားလည်တာကတော့ B2D ကဟုတ်ပြီဒါဒီတရားဝေမဟုတ်ဘူး legitimate မဟုတ်ဘူးဆိုတာဖြေမှာကိုကျွန်တော်ကနားလည်တာ ကျွန်တော်ကျွန်တော် headline တက်လာမှာကနိုင်ငံတကာမှာ B2 တသားကိုမိခွင့်မေးတာ95ရာခိုင်နှုတ်ကစစ်ကောင်စီလို့တော်ရွေးကောက်ပွဲတွေ legitimate မဟုတ်ဘူးလို့ဖြစ်နေဆိုတာကနိုင်ငံတကာကကိုကျွန်တော်ချပြဖို့လိုလာတယ်ဒါနာပတ်တယ်နဘာနေမိခုတ်ကတော့ဒါဆိုရင်ဒီစစ်ကောင်စီကလို့တော်ရွေးကောက်ပွဲတွေ free affair ဟုတ်လားမဟုတ်ဘူးလား yes or no အဲ့ဒါပဲဖြစ်ရတာအဲ့မှာဆိုတော့တိထတယ် B2 ကိုလိုနီပါက no ဒါဒီ free fm ဖြစ်ဖို့ဆိုတာဖြီးကိုကျွန်တော်တို့ကကြာမှာဖြစ်တယ်ဆိုတော့ headline ကဘယ်လိုလာမလဲဆိုရင် b2 9000တော့မဟုတ် b2 တတားကိုမိခွင့်မိတဲ့အခါမှာ60 900ခန့်နှုတ်ကတော့မဟုတ်ဘောနော်60900ခန့်နှုတ်ကဒီ2025ရွေးကောက်ပွဲဒီ free fm မဟုတ်ကြောင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီအမေရိကအစိုးရကိုလည်းအတီးပေးရမယ် UK အစိုးရကိုလည်းအတီးပေးရမယ်သူတို့ကိုအတီးပေးတဲ့အခါမှာကျွန်တော်တို့မှ data ရှိဖို့လိုတယ် နော် B2 ရဲ့ data ပေါ့အခုနပြောသလိုလူတသားဖြစ်တယ်ဆိုရင်တသားဆိုတဲ့ data ကကျွန်တော်မှာ verify respond ကရှိနေဖို့လိုတဲ့အတွက်ကြောင့်ဒီလူသူစာတာခါယူပွဲဆိုလို့လုံးမဲ့ဥစ္စာမှာလည်းအားလုံးပါဝင်ပေးကြပါလို့မိတရားခါလို့တယ်နံပါတ်3မိခုတ်ကတော့တို့အာနာတရားချင်းကြောင့်ပေါ့2020ရွေးကောက်ပွဲဒီဒါဆိုရင်2020ရွေးကောက်ပွဲဟာတရားဝေဒလား legitimate ဟုတ်မဟုတ်ကိုမိတယ် yes or no အဲ့ဒီနေရာမှာကျွန်တော်တိထားတာကတော့ အကိုလိုနီပါတင်2020ရွေးကောက်ပွဲ NLD လက်ထက်ကလို့တို့ရွေးကောက်ပွဲဒီလက်စတမိဖြစ်ကြောင်းဆိုတာကိုကဖြီမှာဆိုတော့တိပိတာဖြစ်တယ်အဲ့ဒီနေရာမှာဖြစ်လာမှာကတော့95ရာခိုင်နှုန်းပေါ့တို့မဟုတ်69ရာခိုင်နှုန်းဒီ2020ရွေးကောက်ပွဲဒီလက်စတမိဖြစ်ကြောင်းဖြစ်နေဆိုတာကအင်မတားမှာဆိုတော့အဲ့ဒီ data ကို visualize လုပ်ဖို့နိုင်ငံတကာကိုချပြဖို့ရည်ရှိတယ်နံပါတ်၄မိခွန်းဒါဆိုရင်2020ရွေးကောက်ပွဲပေါ့ NLD လက်ထက်ကလို့တော်ရဲကောက်ပွက်ဒီเนาะ free and fair ဟုတ်တလားဟုတ်မဟုတ်ကိုမိတ်တယ်အဲ့ဒါမှကျွန်တော်တို့တေချာတာကတော့ပြီးသူအများစုကတော့ဟုတ်ပြီ2020ရွေးကောက်ပွဲ NLD အောက်ကလို့တော်ရဲကောက်ပွက်ဒီ free and fair picture ဆိုတာပေါ်လာမှာဖြစ်တယ်ဆိုတော့အဲ့ဒီ result ပေါ်လာတဲ့ဥစ္စာကိုလည်းကျွန်တော်တို့ဟာ data နဲ့အတူနိုင်ငံတကာကိုခြားပြဖို့လိုလာတယ်ဘာဖြစ်လို့ကျွန်တော် data ကိုပြောနေတယ်လဲဆိုဒီနေ့ Facebook ပေါ့ဘာဖြစ်လို့ Facebook ကအရာကြီးတဲ့ data ကိုဆွဆောင်တယ် ခင်ဗျဘလို့အီဂျီဝတ်တယ်လဲခင်ဗျဘလို့အီဂျီမြို့ကိုခြိုက်တယ်လဲအကုန်လုံးတို့တွေဒေတာဆေးစုဆောက်ပြီးမှာ EG ကိုထုတ်တဲ့ company ဆို editor ဆို editor ကိုတွားတယ်အဲ့ data ကိုပြတယ်အဲ့လောက်အထိကို data ကအရေးကြီးတယ်ဆိုတော့ advocacy လုပ်တဲ့အခါမှာလည်းအဲ့ဒီ data မရှိဘဲနဲ့ဆိုတော့ advocacy လုပ်လို့ကမထီရောက်တော့ဘူးကဲနံပါတ်6နဲ့နံပါတ်9မိခွန်းကျွန်တော်အများတို့ပြောလိုက်မယ်ဒါဆိုရင်တော့အခုနဒီကျွန်တော်ရဲ့ဒီအချားဖက်ရှိအနာရှိတွေရဲ့တော့ yes ရုပ်မှောက်ကြောက်ပေါ့အခုဆိုရင်တော့ အဲရိုဟီချန်ဒီကိုမောင်နှမတွေတသားကျော်ကဘောင်ဒေးစ်မှာရောက်နေပြီเนาะရှိနေပြီထိုင်းနိုင်ငံမှာလည်းသူတို့ခါတိုက်တဲ့အများရှိတာပြီမီလီယံနဲ့ရှိတာပြီအိန္ဒိယမှာလည်းရှိတာပြီမလေးရှားမှာလည်းရှိတာပြီကြည့်သူတို့အတွက်အရေးကြီးဆုံးမိခိုကပါလဲဆိုရင်မြန်မာနိုင်ငံမှာစီအာနာစစ်စနစ်ဆက်လက်ရှိနေခင်ဗျားတို့အေးပြမလား yes or no ပဲအဲ့မှာသူတို့ပြောမှာကျွန်တော်တေချာတယ်လို့ပြောလို့ရတာကတော့စီအာနာစစ်တာဆက်လက်ရှိနေပြီးတော့သူတို့အေးပြမှာမဟုတ်ဘူးဆိုတဲ့မိခိုကပေါ်လာမှာဖြစ်တယ် အဲ့ဒါကဆိုတော့အတွက်အင်မတာမှ policy ကို draft လုပ်တဲ့အခါမှာဘင်္ဂလားဒေ့ရှ်ဆိုရအတွက်လည်းအရေးကြီးတယ်။အိန္ဒိယဆိုရအတွက်လည်းအရေးကြီးတယ်။ထိုင်းဆိုရအတွက်လည်းအရေးကြီးတယ်။ဖိလစ်ပိုင်မလေးရှားဆိုရအတွက်လည်းအရေးကြီးတယ်။ဒါတွေအလုပ်ကကျွန်တော်က B2D ကမဖြစ်ပေးဘူးဆိုတော့ကျွန်တော်မှ data မရှိဘူး။အဲ့ဒါကို policy ကို develop တဲ့အခါမှာကျွန်တော်ကစကားပြောဖို့အရာခက်လာတာ။ကြည့်နောက်ဆုံးမိခုတ်ကဒါဆိုရင်မြန်မာနိုင်ငံမှာ United State of Myanmar ဖြစ်လာပြီးမှာ ဖက်ဒရယ်ဒီမိုကရေစီအစိုးရရှိလာမယ်ခင်ဗျားတို့အေပြာဖို့ကိုအာမခံမယ်လူချွေးအာမခံမယ်လွန်လိုက်ကိုအာမခံမယ်နိုင်ငံသားဖြည့်ကိုအာမခံမယ်ဆိုရင်ခင်ဗျားတို့အေပြာမလားဆိုတော့ပြီးခွက်လာမယ်ဒါဆိုတော့အကုန်လုံးဒီပိုင်းအေပြာမယ်လို့ပြောမှာပဲဒါဆိုရင်တော့ပြဿနာဖြေရှင်းဖို့ဆိုတာက solution ကသူတို့အေပြာနိုင်ဖို့ဆိုရင်တော့စီအာနာစီဖြေရှားမှာပဲဖြစ်မယ်ဆိုတဲ့ဥစ္စာပေါ်လာတယ်အဆိုတော့ကျွန်တော်တို့အဲ့ဒါဒီက policy တွေဖြစ်လာတဲ့အခါကျတော့ဒါနိုင်ငံတကာမှာကျွန်တော်တို့ advocacy လုပ်တဲ့အခါမှာ အခုနောက်ဆိုတော့လုတ်လာမဲ့ပီတုသာတခါယူပွက်မေခုခဏခုကိုတော့ပီတွေးမှာရှိတဲ့လူရော ပီပားမှာရှိတဲ့လူရော app နဲ့ဆိုတော့လာမှာဖြစ်တယ် website နဲ့လာမှာဖြစ်တယ်ဒါဒီအကုန်လုံးကွာဒီလာမဲ့တပတ်နှစ်ပတ်အတွင်းမှာအကုန်လုံးအစစ်တိဖြစ်လာမှာဖြစ်တယ်အဲ့ဒါကိုလည်းဖြစ်လာတဲ့အခါကျရတော့ပီတူဒီအားလုံးလည်းကျုပ်ပဲပတ်ခနဲ့မဲပေးပေးချဖို့ကိုကျွန်တော်အားလုံးကိုလည်းမိတ္တရားခံလို့လည်းနောက်ဆုံးနေတဲ့ကတော့အမေရိကန်မှာဆိုတော့ကမလုပ်နိုင်တဲ့လား အမေရိကန်ဆိုရမှာရှိတဲ့လူကြီးလူကောင်းတွေနဲ့တွေ့တယ်ထွက်တော်တွေနဲ့တွေ့တဲ့အခါမှာလဲသူတို့ကအကူအညီပပပရမြန်မာနိုင်ငံဟာအရာဆိုးတယ်မြန်မာနိုင်ငံမှာဒုက္ခရောက်နေတယ်အဲ့လိုသူအမြပြောဆံမလို့တို့တိပိတဖြစ်လာသူတို့ပြောနေတာဒီမြန်မာနိုင်ငံကဘာဖြစ်လို့အမေရိကန်သူအရေးကြီးတယ်အဲ့ဒါကိုကျွန်တော်ပြောနေတာဖြစ်တယ်အဲ့မှာနောက်ဆုံးနေတဲ့အချက်ငါးချက်ကျွန်တော်ပြောချင်တယ်မြန်မာနိုင်ငံကဘာဖြစ်လို့အမေရိကန်သူအရေးကြီးတယ်နံပါတ်1မြန်မာနိုင်ငံဒီ ဒီ Indo Pacific အတွက် gateway ဖြစ်နေတယ်။အိန္ဒိယတမုတရားတကပေါက်ချစ်ဖြစ်နေတယ်။ဥပမာတရုတ်နိုင်ငံက Indo Pacific ကိုဝေလာဖို့ရတဲ့မြန်မာနိုင်ငံကိုလိုအပ်တယ်။ဒါဆိုရင်တော့မြန်မာနိုင်ငံဟာတရုတ်နဲ့အိန္ဒိယကြားမှာ geopolitics between နိုင်ငံကြီးအရာမြန်မာနိုင်ငံ destabilizer force ဖြစ်လာတယ်ဆိုရင်တကယ်တော့မြန်မာနိုင်ငံကတက္ကသိုလ် stabilize ဖြစ်နိုင်တဲ့နိုင်ငံတနိုင်ငံကပါမှာမြန်မာပဲရှိတယ်။အဲ့ဒါကြောင့်အမေရိကအတွက် Indo Pacific security ကိုကြည့်မယ်ဆိုရင်မြန်မာနိုင်ငံရည်ရည်နှပ်ပါတယ်။ နဘာနှစ်ကမေရှာတတုရဲအမောမြန်မာနိုင်ငံမှာအခုကဘာမှာအများဆုံးမေရှာတတုကမြန်မာနိုင်ငံမှာရှိတယ်တရုတ်ကမြန်မာနိုင်ငံကနေတရုတ်ကိုတွားနေတဲ့မေရှာတတုကတရုတ်မှာရှိတဲ့မေရှာတတုရဲ့80%ခန့်တော့ဖြစ်တယ်ဆိုတရုတ်ကကဘာလို့ကိုပေးတဲ့မေရှာတတုမှာ900ခန်းတော့ supply ပေးတယ်ဆိုတော့တကဘာလို့ကို supply ပေးနေတဲ့မေရှာတတုပေးနေတဲ့နိုင်ငံကဘာနိုင်ငံလဲမြန်မာနိုင်ငံပဲရှိတယ် ဒါဆိုတော့အမေရိကန်တို့မြန်မာနိုင်ငံကဘလောက်ထိရရှိတယ်မေဆတ်တုကပါအတွက်လဲဒီနေ့ Elon Musk က electric car Tesla ကိုလုပ်တယ်မေဆတ်တုမရှိဘဲနဲ့ electric car လုပ်လို့မရနော်နောက်ပါနဲ့ဒီနေ့ Silicon Valley PC တွေအကုန်လုံးကိုကြည့် Silicon Valley PC ရေခက် data ကိုလည်းကြည့်ဒီ semiconductor တွေအကုန်လုံးမှာမေဆတ်တုမပါဘဲနဲ့အမေရိကန်စစ်သားကရတယ်လို့ရမှာမဟုတ်ဘူးဒါကြောင့်မလို့မြန်မာနိုင်ငံကအမေရိကန်အတွက်ဘာကိုပေးနိုင်တယ်ဆိုတာဒါတွေက important မှာရေနောက်ပါနဲ့ပေါ့နော် နောက်ပါတော့ကတော့ဒီ scam center ပေါ့ဒါလည်းကျွန်တော်တို့ဒီ platform တွေနဲ့အများတော့ပြုတ်နေတာဖြစ်တယ်မြန်မာနိုင်ငံမှာတနည်းက scam center ဒီကြဖြာလုံးကားနေပြီးမှ America P2C ကိုငွေခိုးယူတာဟာเนาะ3.5 billion ရှိတယ်တိုးဒါတမငါဘီလီယံစတနည်းပေါ့နေ့20လက်30ကိုတွေ့ကြည့်ဘီလီယာက30လောက်ဟိုး40လောက်ထိရောက်နေပြီအဲ့ဒါအဲ့အတွက်ကြောင့်အဲ့ဒါဒီကိုဖယ်ရှားဖို့အခုနကျွန်တော်ပြောနေတဲ့ local governance ကယူကြည့်တယ်တရားဥပဒေစိုးမိုးရေးယူကြည့်တယ် နော် criminal element သား scam center နံပါတ်2 human trafficking နံပါတ်3 drugs trafficking ဒါဒီအတွေ့အကြုံမြန်မာနိုင်ငံကဒီအမေရိကန်တို့အရေးကြီးကြောက်ဆိုတော့ဆွေးနွေးနေတာဖြစ်တယ်ကဲနော်နံပါတ်4အချက်အနေနဲ့ကတော့အခုကဘလို့ပဲဖြစ်နေစေကမို့ကျွန်တော်တို့ကြည့်တဲ့အခါမှာဒီသူတို့ရဲ့နားလည်မှုအနေနဲ့ဥပမာဒုက္ခတွေလေးပေါ့ကျွန်တော်တို့ကဒီဘင်္ဂလားဒေ့ရှ်မှာရောဟိုဂျိုင်းကဘာလို့မှတသားကျော်ရှိတယ်ဒါဟာလဲအမေရိကန်က တိုက်ရိုက်တို့မို့တော်ဝိုင်းနဲ့ကိုသူတို့ကိုလည်းကြီးပြင်းနေရတယ်။ဘယ်နှစ်နှစ်အထိအမေရိက tax payer တွေရဲ့เนาะဒီဟိုပက်စာကိုပေးနေရမလဲ။ဟိုမှာစီအနာစီစီနေတွေကတော့ဒါပေးနေရမယ်။ဆိုတော့အကုန်လုံးကိုတွဲကြည့်တော့ဒါတွေအားလုံးကြောင့်အမေမြန်မာနိုင်ငံကြီးအမေရိကသူအရေးကြီးတယ်ဆိုတော့ကိုယ်စုံတို့ဟာဒီမှာဆွေးနွေးနေတာဖြစ်တယ်။ဆိုတော့အမေရိကရဲ့မူဝါဒကတုတ်ခုရှိတယ်။အမေရိကကိုအကောက်စေရမယ်ပိုအကောက်စေရမယ်အမေရိကကိုပိုချတာစေရမယ် အမေရိကကိုပို့ပြီးလို့ချူစီရမယ်ဆိုတော့လို့ချူစီရချတာစီအောက်ောက်စီအဲ့ဒီတုတ်ချက်ထဲမှာလည်းခုနကျွန်တော်ပြောတဲ့လေးချက်ကအကိုလို့ကိုပေါင်းဝင်တယ်ဆိုတော့အမေရိကဆိုရနဲ့ချစ်ဆက်တဲ့အခါမှာအခုနလို့ကျွန်တော်က strategic ချာချာနဲ့အခုန institution တုတ်ခုနဲ့ရောအခုနကျွန်တော်ပြောတဲ့အချက်လေးချက်နဲ့ရောအကိုလို့ကိုပေါင်းဝင်မှာအမေရိကဆိုရနဲ့လည်းချစ်ဆက်နေတယ်ဆိုတာကိုလည်း P2D ကိုလည်းကျွန်တော်ခြားပြသင်တာဖြစ်ပါတယ်အားကိုကျူးတင်ပါတယ်